ဥစဉ်ရှေ့မှာပေါ့မင်္ဂလာတရားတော်အပိုင်းတစ်ကိုမျှော်ရေးပေးခဲ့ပါတယ်အခုအခုလည်းကြန့်ရှိနေတဲ့မင်္ဂလာတရားတွေကိုအသေးပဲနဲ့ရှင်းပြပေးခြင်းပါတယ်နော်အာရတိဝိရတိပပမေသဘာနာသတန်ယမော အပမဒောသဓမ္မိတုဧတံမင်္ဂလမௌတမံပပရတဲ့မကောင်းမှုမှနော်အာရတိဝိရတိရှောင်ရှားရမယ်တဲ့ ဥဒ္ဒနောတွေကမကောင်းမှုအကုသိုလ်တွေကိုမလုံးမိအောင်ရှောင်ရှားရမယ်ပေါ့ပါပတမေဝမတိမနောပေါ့ဥဒ္ဒနောရဲ့ပုရုဒ္ဒေဓာရီရဲ့စိတ်တွေကမကောင်းမှုမှာမွေ့လျော်တယ်ပေါ့နော်စိတ်ပညာဘကကြည့်မယ်ဆိုလို့ရှိရင်ဥဒ္ဒနောရဲ့အုံနောက်တွေက negativity bias ဆိုတဲ့အဆိုးဘက်ကိုဖလှယ်ရရှိပါတယ်မကောင်းတာနဲ့ကောင်းတာနဲ့ရှင်မှာတို့ရှိရင်မကောင်းတာကိုပို့ပြီးတော့အာရုံပြုတာများတယ်ပေါ့နော်အဲ့ဒါကြောင့်ဥဒ္ဒနောတွေက တတ်နိုင်တဲ့လောက်ပေါ့မကောင်းမှုကနေပြီးတော့ရှောင်ရှားအောင်လေ့ကျင့်ပြထောင်ပေးရမယ်ပေါ့ပြီးမေသဘာနာတန်ရမောတေတရားကိုတောက်ချင်းမှလည်းတန်ရမောစောင့်ကြည့်ရမယ်နော်တေတရားကိုတောက်ရုံနဲ့တော့အပြစ်ကအဲ့လောက်မကြည့်ပေမဲ့သူ့ရဲ့နောက်ဆက်တွဲသူ့ကျုပ်ကများပါတယ်အကျိုးမှလည်းအကျိုးရင်းအကျိုးသက်ရှိတယ်တေးတရားကိုတောက်ချင်းရဲ့အကျိုးရင်းကဘာလဲဆိုလို့ရှိရင်လူကိုထိုင်းမိုင်းစေတယ်၊မူရစ်စေတယ်ပေါ့။စိတ်တွေကိုမငြိမ်းချမ်းတော့ဘူးပေါ့ ဲ့ဒါသူ့ရဲ့အကျိုးရင်းပဲအကျိုးသက်ကဘာလဲဆိုလို့ရှိရင်သူ့ကိုတောက်ပြီဆိုလို့ရှိရင်ဦးဇနုကတပတ်သားကိုရန်ရှာမယ်ခနဲ့မယ်အိမ်ကဒဏီမြတ်ကိုရန်ပြုတ်မယ်ဒါလိုရှိတတ်ပါနော်အဲ့ဒါကြောင့်ဦးဇနုကမေတ္တာပါဏာသတန်ရံပေါ်တေရီတရက်ကိုတောက်ချင်းမှလည်းရှောင်ရှားရမယ်ဒါကလည်းမင်္ဂလာပဲနော်ပြန်အပမတော်သဓမ္မေတုတဲ့ဓမ္မေတုကုသတရားတွေမှာအပမတော်မမေ့လင့်မလျော့ကျင့်ရမယ်ပေါ့နော် အဲ့ဒီ app မှာတော့ဆိုကုသိုလ်ကဘာလဲသူတွေလောကမှာဆိုသင်ချေရပဲတဲ့သင်ချေရတဲ့မှာပေါ့ကျန်တဲ့တရားပါတွေချေရလေးကအကုန်အကျုံးဝင်တယ်လို့ပဲအဲ့ဒီမမင်းမရဘူးဆိုတဲ့ app မှာဒါတရားကလည်းကုသိုလ်အားလုံးရဲ့အစပဲကုသိုလ်အားလုံးရဲ့မူရင်းအစပဲအဲ့ဒါကြောင့်ဦးဇင်းတို့ကကုသိုလ်ကောင်းမှုကိုလုပ်ဖို့မမင်းမလျော့ကဘူးဖះကလည်းဖះဖြစ်တဲ့အချိန်ကစပြီးတော့ပြင်းနေတဲ့အချိန်ဒီကို အပမာဒဆိုပြီးတော့ဟောကြတာရှိပါတယ်နော်နေတဲ့ဟောပါတယ်ဒါတွေကမင်္ဂလာတရားတွေပါနောက်ထပ်မင်္ဂလာကဘာတွေလဲဆိုလို့ရှိရင်ကာယဝတ္တနိနိဝါဒောသတန်တုတိတကတိညုတာကာလီနဓမ္မတဝနဧတံမင်္ဂလာမௌတမံနဲ့နော်ကာရဝကိုထအတက်ကြီးတဲ့ပုဂ္ဂိုလ်တွေဂုံရင်ကဂုံရင်ကကြီးတဲ့ပုဂ္ဂိုလ်တွေပညာပိုတတ်တဲ့ပုဂ္ဂိုလ်တွေကိုက ရိုသေလေးတမှုရှိရမယ်ပေါ့နော်ဒါကလည်းရှိတဲ့အရာပဲလေအဲ့ဒါမှကိုကိုပညာလေးနှောက်ရေးပေးချင်တဲ့ရှိမှာကိုပြီးနိဝါတော့တဲ့ကိုကအကယ်၍အသက်ကြီးမယ်ဂုံကြီးမယ်ဆိုလို့ရှိရင်ကိုရဲ့လက်အောက်ငယ်သားတွေပေါ့အနေထိုင် မကြက်ရလီအောင်အနေထိုင်ခြောင်ချရလီအောင် ပေါ့ကိုကသူ့ကိုနှိမ့်ချပြီးထက်ထန်ပြရမယ်ပေါ့ဒါမှလည်းသူတို့ကကိုနောက်ကက်ရဲမှာကမကိုကလည်းကိုတိတဲ့ပညာတွေကိုမျှဝေပေးနိုင်မှာဖြစ်ပါတယ်နော် ပြီးရင်တန်တုတ်ထိတဲ့တင်းတင်ရောင်ရမ်းမှုရှိရမယ်ပေါ့ကိုရတဲ့ဥစ္စာကိုရောင်ရမ်းမှုရှိရမယ်ပေါ့ဒီညမှာရောင်ရဲဆိုတာကကြတော့ကိုရှာတဲ့အောင်မြင်မှုကိုတင်းတိမ်မှာ ရောင်ရဲပါပေါ့ပြီးမှဒီထက်ပိုအောင်မြင်အောင်ဒီထက်ပိုကြီးပွားအောင်ထက်ကြိုးစားပါလက်ရှိရတာကိုပဲရောင်ရဲပါအဲ့ဒါကိုပြောတာဖြစ်ပါတက်တင်ညွတ်တာတဲ့ကိုပေါ်ခြေသည့်ပြုတ်ဖူးတဲ့ပုံစံတွေကိုကိုက တိတကမယ်ကျေတုပြန်တက်တက်ရမယ်အဲ့ဒါကိုကတိညုတံမင်္ဂလာလို့ခေါ်ပါတယ်နော်ကာလီနဓမ္မတဝနံနဲ့ကာလီနအချိန်အားရင်အားတူပေါ့ဓမ္မတဝနံတရားကိုနာကြရမယ်နော်တရားနာမှဥစဉ်တို့ကတိတဲ့အရာတွေပိုတိမယ်မတိတဲ့အရာတွေတိလာမယ်ပေါ့သိလဲတိကြည်မယ်ပေါ့နော်အဲ့ဒါကြောင့်ကာလီနဓမ္မတဝနံမင်္ဂလာကိုလည်းကျင့်သုံးပါ ြင်ခန္တီတဒဝသတ္တတတမနာနင်သဒတနကာလီနာဓမ္မတာကိတဣဒံမင်္ဂလမௌဒမန်တဲ့နော်ခန္တီတိခန်ရမယ်ပေါ့သူခန္တီရကောက်ကဒေါသအာဒေါသကိုပြောတာဖြစ်တယ်ဒေါသမထွက်ကဘူးကိုကိုလူတပါရကဆောကားယူဆိုလို့ရှိရင်သူ့ကိုကိုကပညာပြတဲ့ရင်ပြရမယ်ကိုကငကားမှန်းအတိအောင်အမောက်ထောင်ပြမှန်းထောင်ပြတတ်ရမယ်ပေါ့ အဲ့ဒီညမှာကိုကဒေါသမဖြစ်ဖို့အရေးကြီးတာပဲနော်ခန္တီသူတော်ကကြတော့ဒေါသမထွက်တဲ့အရာကိုပြောတာဖြစ်ပါတယ်တောဝဆက်တတာပေါ့သို့သုံးမလွယ်ရမယ်ပေါ့နော်ကိုကိုအများကသုံးမချင်လာအောင်ကိုကလည်းတကားကိုနားထောင်တရမယ်ကောင်းမွန်လွယ်ကူတဲ့တကားကိုလည်းပြောဆိုတရမယ်အဲ့ဒါကိုတောဝဆက်တတာမင်္ဂလာလို့ခေါ်ပါတယ်ပြန်တမနာနိသဒတ္တနံယန္တာကတွေကိုဖူးတွေ့ရမယ် အဲ့ဒါမှာကိုဒီကကိုရဲ့ဘာသာရေးအလိုက်ပေါ့နော်ကုသိုလ်ရရမယ်ပြီးရင်မကြဘူးတဲ့တရားတွေကိုကြားရမယ်ဖျားနဲ့ထီတွေ့ခွင့်ရမယ်တရားနဲ့ထီတွေ့ခွင့်ရမယ်တန်ခါနဲ့ထီတွေ့ခွင့်ရမယ်ပေါ့အဲ့ဒါကြောင့်ယန္တန်ငါကိုဖူးတွေ့ပါ ကာလီနဓမ္မတာကိစ္စပေါ့အရှင်အာရင်အားတယ်လို့အရှင်ရရင်ရတယ်လို့ဓမ္မတာကိစ္စတရားဆွနေရမယ်ပေါ့ကိုနဲ့ညာရင်တူတဲ့ပုဂ္ဂိုလ်တို့ချင်းအပြန်လာဆွနေခြင်းအားဖြင့် နော်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ထက်တာမယ်ဆိုလို့ရှိရင်သူပဲတကားကိုနားထောင်ခြင်းအားဖြင့်တရားကိုသွေးနွေးပါဒါတွေကမင်္ဂလာပဲပြီးရင်တပောသဗျမသဗိယံသအေအဝိယတတနာဒတနံနိဗ္ဗာနတိတိကိဗျာသာအေတံမင်္ဂလာမௌတမံနဲ့နော်ဗျမသဗိယမြတ်တော်ခြင်းတွေကိုတပောခြင်းရမယ်ပေါ့ပြီးရင်အရိယတတနာဒတနံအရိယတတကိုအဝိယတတရားတွေကိုမျက်မှောက်ပြုရမယ်ပေါ့ ပြီးနိဗ္ဗာန်တတိကိပ္ပယနိဗ္ဗာန်ကို မျက်မှောက်ပြုရမယ်။ဖௌဒ္ဓတာလောကတံမေဤတိတ်တံယတ္တနာကမ္မတိအာတောကံဝိရတံခေမံဧတံမင်္ဂလမௌဒ္ဓမံတဲ့နော်။လောကဓမ္မဟိလောကဓမ္မတရား၈ပါးဒီအကောင်းလောကဓမ္မ၄ပါးအစိုးလောကဓမ္မ၄ပါးဒီကတဲ့ဖုတ်တတ္တကိုကိုလာထိမယ်ဆိုလို့ရှိရင်နော်စိတ်တန်စိတ်ကလေးကနာကံပတိမတုံ့လောက်ရဘူးတဲ့ နော်အာတော့ကံသွင်းတော့ကောင်မရှိရဘူးဝိရတန်မြူတွေမထရဘူးခေမန်ဘေးကင်းမယ်ပေါ့နော်ဒါတွေအလုံးကအေတံမင်္ဂလာမုတ်တမင်္ဂလာတွေပဲတဲ့ဒါဥဒင်းပြောခဲ့တာက38ပြမင်္ဂလာပေါ့နော်အဲ့ဒီမင်္ဂလာကိုကြည့်မဲ့သူတို့ဥဒင်းကတဖြည်းဖြည်းတဖြည်းဖြည်းမြင့်တက်လာတာကိုသိရပါတယ်ဟမ်မြင့်တက်လာတာကိုသိရပါတယ်အဲ့ဒါကြောင့် ဧတာတိတာနိကတဝနာတပ္ပရမပ္ပရာတိတာတပ္ပရာတုထေကိသန္တိတန်တေတံမင်္ဂလမုဒ္ဓမံတပ္ပရာအလုံးစုံသောတုထေခြံနာခြင်းတို့ရောက်တယ်တဲ့ပြောချင်တာကလောကီခြံနာကိုလောကုတ္တရာခြံနာကိုပြည့်နေတာဒီမင်္ဂလာတရားပဲအဲ့ဒါကြောင့်ဥဒိနတို့ကဒီမင်္ဂလာကိုအသေးပဲတိအောင် လုပ်မယ်ပြီးရင်ကျင့်မယ်ပေါ့အဲ့ဒါသူလို့ရှိရင်လောကီမှာနေမယ်သူလို့ရှိရင်လောကီကြီးပွားမယ်တိုးတက်မယ်အကယ်၍ကိုက လောကီကိုညင်းငွေလို့လောကုတ္တရာအထုံးမဲ့လို့ရှိရင်လေကြီးပွားမဲ့တိုးတက်မဲ့နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုရမယ်ပေါ့တိလာဒီကောင်ကအကုန်လုံးကောင်းတယ်ဒီတရားတော်ကလေလောကီကြီးပွားရေးကောလောကုတ္တရာကြီးပွားရေးကောအဲ့ဒါကြောင့်ဦးသင်ပြောခဲ့တဲ့ဗီဒီယိုတွေကိုနှစ်ပုဒ်သုံးကိုကြည့်ပါပြီးရင်ကျင့်ကြံကြိုးကို အားထုတ်နိုင်ကြပါသည်လို့သူမတော်ကောင်းတောင်းပါတယ်